အလုံးမေမင်္ဂလာပါရှင် Forever Media Channel ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။မလေးဝသားနဲ့ဇလားပြညွန်ချမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်နိုမာလ23ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မလေးဝသားခမန်းချက်များကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။အထူးမလေးဝသားအနေဖြင့် Texas Cyclone မုန်တိုင်းတစ်ခုဖြစ်ပေါ်လာမည့်သတင်းထုတ်များနဲ့မုန်တိုင်းလက်ကျန်မှုကြီးချင်းကြောင့်ဖြစ်ပေါ်လာမည့်မြေအခြေများပါဝင်မြေကြီးချင်းသတိပေးချက်များကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါတယ်။ ပထမဆုံးအနေဖြင့် Super Typhoon Monaiji ဖန်ဝင်အကျဉ်းချန်နဲ့နောက်ဆက်တွဲရာသီဥတုအခြေအနေများကိုတင်ဆက်ပေးပါမယ်။မနေ့ကညနေ6:00အချိန်တွင်နောက်ဆုံးရရှိသည့်မုန်တိုင်းခန့်မှန်းချက်များအရ Super Typhoon Monaiji ဖန်ဝင်ဤတံပြတ်ပုံမှပြန်ထွက်လာသောအရှိမြကုံတဲလေးသည်အင်အားများအလွန်ကောင်းလာနေပါသည်။အရှိတာအာရှမူကြီးနိုင်ချီအဆိုပါအားကောင်းလာသည့်လေစီချောင်းချောင်းအရှိတာအာရှဒေတာတစ်ခုလုံးမြန်မာနိုင်ငံမပါဝင်တွင် မိုးသည်ထန်စွာရသနိုင်သည်ဟုခံမှန်းထားပါသည်။ကပလီပလဲပြင်းနှင့်မင်္ဂလာပလဲအခြေအနေနိုဝင်ဘာလ၏နောက်ဆုံးပတ်တွင် ကပလီပလဲပြင်း၌လီပီးယားနယ်စပ်တစ်ခုစတင်ဖြစ်ပေါ်လာနိုင်ပြီးနောက်ရက်များတွင်အားကောင်းလာကလီပီးအားနေရဝင်ဖြစ်သွားရှိနိုင်မည်ဟုသုံးသပ်ရပါသည်။ထိုလီပီးယားနေရဝင်သည်နိုမလာ95ရက်နေ့တွင်မင်္ဂလာပလင်အော်လေးပိုင်းအရောက်၌ဆိုက်ကလုန်းမုန်တိုင်းဆင်ရအဖြစ်သို့ရရှိနိုင်ကြောင်းခံမှန်းရပါသည် ဆိုင်ကလုန်းမွန်နိုင်စင်ရသည်သီရိလင်ကအခုဖြတ်တန်းကတမီနာဒူးပြည်နယ်တာမိုင်သို့ဝင်ရောက်သွားမည်ဟုခန့်မှန်းထားပါသည်ဆက်လက်ပြီးမုံတိုင်းမိုးသဲထန်စွာရသွင်းခြင်းကြောင့်မြေကြီးချင်းသတိပေးချက်များနဲ့မြေကြီးချင်းများကိုပြောပြပေးသွားပါမယ်ယနေ့7ရက်17လ2025ရက်နေ့နနက်6နာရီခွဲအချိန်ထိတိုင်းတားချက်မြည်ရီချင်းနေတင်ပြပေးလိုက်ပါရစေ။မြစီနာမြည်ရင်တလမခန့်ထက်ကြမိခညနေမှ7နာရီတွင် မြစည်းနှမြို့ဤနေကမြင်ဆုံးမှုချိန်30.8 degree centigrade ယနေ့နေဆုံးမှုချိန်16.3 degree centigrade ဖြစ်ပါရဲ့ရှင်မြစ်ကြီးနာမြေသည်ဆွေးရေမှတ်800စင်တီမီတာသို့ရောက်ရှိရန်905စင်တီမီတာ29ပေခွဲကျော်ခန့်လိုရင်းရောက်ရှိနေပါသည်။မြေအတက်ကျပုံမှန်ဒီထားခန့်မှာရှိနေပါမည်။ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမည်။အီယာဝတီမြစ်အထက်ပိုင်းမှာမူအားနှဲငယ်ရှိနေပါသည်။ ရန်ဖန်ရန်ခါအယောတီမြစ်စုံထက်ပိုင်းမှာနေရာကွက်၍မူယာသွန်းချင်းများဇတိုင်းနေပါလာနိုင်ပါပြီ။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန့်ဒေသများနဲ့အယောတီမြစ်အထက်ပိုင်းမိခမြင်းနဲ့မလိခမြဝန်ဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားနေငယ်သာရှိနေပါတယ်။အယဝတီမြို့တရှာနှင့်ချင်းနှမြို့တရှာမြကန်းဤမြင်းနေဒေသများနှင့်မြင်းလူကျများတွင်စိုက်ပြလော့ကိုင်းဤထိုင်ကြသောတောင်သူများနှင့်ရေလုံသားများ ဧရာဝတီမြစ်ကြီးကိုအမိပြုနေထိုင်ရှာဖွေစားသောက်နေကြသောမိဘပြည်သူများအလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါတယ်။ချင်းနစ်မြစ်ကြီးချင်းနေခန်တီမြစ်ရင်တလမခန့်ထက်ကြားနေ့ကညနေမှ12နာရီတွင်မုံရွာမြစ်ရင်တလမခန့်ထက်ကြားနေ့ကညနေမှ12နာရီတွင်ချန်တီဟောမလင်းဖောင်ပြမျိုးနဲ့မော်လိုက်မျိုးမြေမှာပြပြချင်းဆက်လက်ကြဆင်းနေပါအောင်မယ်။ကလေးဝမင်းကင်းကနေမျိုးနဲ့မုံရမျိုးတို့မြေများမှာပြပြချင်းဆက်လက်ကြဆင်းနေပါတယ်။ ။ဧရာဝတီမြို့အခြေအနေဗမောရွှေကူကတာထီချိုင်တပိတ်ချင်းမန္တလေးစကိုင်းမြို့မူညောင်ဦးပခုတ်ကူချောင်းမင်းဘူးမကွင်းအောင်လန်းပြည်မြို့နဲ့စိတ်သာမျိုးတို့မြေးများပြည်ပချင်းဆက်လက်ကြဆင်းနေပါတယ်။ယန္တရမြို့အတက်ကြမရှိရတန်နေပြီ။ယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတို့တွင်ပြောင်းလဲကြဆင်းလာနိုင်ပါတယ်။ဇလုံးမြို့မြင့်အတက်ကြမရှိရတန်နေပြီယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတို့တွင်ပြည်လဲကြဆင်းနိုင်ပါသည် ။ဧရာဝတီမြင့်မြင့်တက်မှုကို24နှစ်ဆောင်းကြည့်တင်ပြပေးနေပါတယ်ရှင်။ထူးခြားမှုရှိလာရင် အချိန်နဲ့တပြေးညီတင်ပြပေးသွားပါမယ်။ဆက်လက်ပြီးယနေ့နိုမာလာ73ရက်နေ့မနက်၈နာရီချိန်တွင်တိုင်ဖွန်းမွန်9ကြီးဖန်ဝင်သည်ပိုဂျယ်လီတိုင်းနှုန်း88မိုင်ခန့်ဖြင့်ထိုင်ဝမ်တောင်ဘက်ကန်ချီသို့ချဉ်ကပ်လျက်ရှိပါသည်။မုန်တိုင်းသည်နေ့လယ်ပိုင်းတွင် ထိုင်ဝမ်သို့အစတင်ဝင်ရောက်ဖြတ်သန်းမည်ဟုခန့်မှန်းရပါသည်။ထို့နောက်မုန်တိုင်းသည် ဤကာနာဝါကျွန်းစုများအရောက်တွင်နောက်ပြန်ခွေလမ်းကြောင်းပြောင်းမည်ဟုသုံးသပ်ရပြီးအရှိမြကုံတဲလေးကိုဆွဲခေါ်လာမည်ဖြစ်ပါသည်။ယင်းနောက်မုန်တိုင်းချင်းကျဲများသည်တောင်တရုတ်ပင်လယ်ထိုင်းပင်လယ်ခွေများမှတက်ဆင်းဘင်္ဂလားပင်လယ်အတောင်ပိုင်းထိပြန်လည်ဆင်းသက်သွားမည်ဟုခန့်မှန်းထားပါသည်။မိုးကြီးရေကြီးမည်ခန့်မှန်းချက်အစပါမုန်တိုင်းချင်းကျဲများအရွေလျာမှုကြောင့်လာမည့်နှစ်ပတ်တွင်ဗီယက်နမ်ပင်လယ်ခွေထိုင်းပင်လယ်ခွေမလေးကျွန်းဆွဲများတိရီလင်္ကာနှင့် တမီနာဒူးပြည်နယ်များတွင်မိုတဲထန်ဆွာရသွမြူခံမရပါသည်အထူးသဖြင့်ဗီယက်နမ်ပလဲကွေတွင်ခံမမွေး၏ချိန်1880မီလီမီတာ85လက်မခန့်ထိရွာသွန်းနိုင်ပါသည်ထိုင်းပလဲကွေနှင့်အီကွေတာကြားတလျှောက်ရှိမလေးရှားအင်ဒိုနီးရှားစင်ကာပူဘရူနိုင်းနိုင်ငံများတွင်လည်း948မီလီမီတာမှ821မီလီမီတာ22လက်မမှ33လက်မအထိရွာသွန်းမည်ဖြစ်တာကြောင့်မိုးကြီးကြီးများဖြစ်ပေါ်နိုင်ပါသည် မြန်မာနိုင်ငံမှာကောတာနဲ့ထိုင်းနိုင်ငံမှာရနောင်းဒေတာရဲမှုဘူရီချင်းတော်လမခံသာရရှိမည်ဟုခံမှန်းထားပါတယ်။ကြည်သူလူထုအနေဖြင့်မိုးကြီးရေကြီးမှုအနေရအတွက်သတိထားကြပါရနဲ့။နောက်ဆုံးရမွန်နိုင်တဲ့များကိုစောင့်ကြည့်ရန်အကြံပြုအပ်ပါတယ်။ဆက်လက်ပြီးတော့မိုးလေဝသနဲ့ဆလာဘီယာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသောနိုင်စင်မိုးလေဝသအခြေအနေကိုတင်ပြပေးပါမယ်။မင်္ဂလာပြောင်းခြင်းနဲ့ င်္ဂလာပလင်အောင်များပိုင်းတွင်အများအားဖြင့်သာယာနေပြီးမင်္ဂလာပလင်အောင်လဲပိုင်းတွင်တိန်နှဲငယ်ဖြစ်ထွန်းနေကကပလီပလဲပြင်းနှင့်ကျယ်မင်္ဂလာပလင်အော်တို့တွင်တိန်သိင်းတဲ့မှတိန်ထူထန်နေပါသည်ဒီကနေ့နက်ထီခမ်းမန်းချံသတင်းစာရိုက်တိုင်းဒေသချင်းနဲ့ကရင်ပြည်နယ်တို့တွင်နေရာစိစိမွန်ပြည်နယ်တို့တွင်နေရာကျဲကျဲနေရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအရာဝတီတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်နေရာကွက်ကြားမှုထစ်ဆုံရမည်ရွာရင်ရုံပြည့်ဖြစ်ပါသည် ခြံတိုင်းဒေသကြီးနဲ့ပြည်내တို့တွင်တရင်တဲ့တဲ့ဖြစ်ထွန်းပြီးဒီနေ့မော်တယ်ချိန်ထိခံမှန်းချံတင်းတိုင်းတိုင်းဒေသကြီးနဲ့ကရင်ပြည်내တို့တွင်နေရာကျဲကျဲနဲ့ကချင်ပြည်내နဲ့မွန်ပြည်내တို့တွင်နေရာကွက်ကြားမိုးထစ်ဆုံရမည်ရွာရဲရာနှုန်းပြည့်ဖြစ်ပါれခြံတိုင်းဒေသကြီးနဲ့ပြည်내တို့တွင်တရင်တဲ့တဲ့ဖြစ်ထွန်းပြီးရန်ကုန်ကပ္ပာအေးတရင်တဲ့တဲ့ဖြစ်ထွန်းပြီးမန္တလေးအများအားဖြင့်သာယာမည်ဘကူတင်တဲ့တဲ့ဖြစ်ထွန်းပြီး မကွေအများအဖြစ်တာယာမီဟောမလင်အများအဖြစ်တာယာမီမုံရွာတင်သင်တဲ့ဖြစ်ထမီပတ်သိမ်းတင်သင်တဲ့ဖြစ်ထမီဓာဝဲနေရာကွက်ကြားမုထစ်ဆောင်ရမီမြေကြီးနာနေရာကွက်ကြားမုထစ်ဆောင်ရမီလိုက်ကောတင်သင်တဲ့ဖြစ်ထမီဖအံနေရာကွက်ကြားမုထစ်ဆောင်ရမီဟာခာတင်သင်တဲ့ဖြစ်ထမီမော်လမြိုင်နေရာကွက်ကြားမုထစ်ဆောင်ရမီစစ်တွေ တင်သင်တဲ့ဖြစ်ထမီ လာရှူတိန်တဲ့တဲ့ဖြစ်ထွန်းမြီတောင်ကြီးတိန်တဲ့တဲ့ဖြစ်ထွန်းမြီကျိုင်းတုံတိန်တဲ့တဲ့ဖြစ်ထွန်းမြီမိုးတိန်တာဖြစ်ပေါ်မှုအခြေအနေသတင်းတိုင်းတိုင်းဒေသကြီးတွင်မိုးတိန်တာများဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိန်တာများရွေလျားရနေရာတလျှောက်တွင်မိုးရသွန်းခြင်းနဲ့တူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကျုပ်ပစ်ခြင်းပြစည်းလက်ခြင်းနဲ့မိုးတီကျခြင်းစသည့်မလို့တာဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ဂျိုတင်3ပြနိုင်ပါရဲ့အကြံပြုအပ်ပါတယ် မြမပလဲပြင်းလှိုင်းတင်တင်ရှိမည်။လှိုင်းမြင်မှာမြမကယ်ရန်တရှောင်းနဲ့ကဲလွန်ပလဲပြင်းတို့တွင်၅ပေမှ9ပေခန့်ရှိနိုင်ပါသည်။နောက်နေ့ရက်အတွက်ခမန်းချက်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်ညပူချိန်များအနေငယ်လျော့နေနိုင်ပါသည်။ဒီပြောင်းနေနေတဝိုက်အတွက်မနက်ဖြန်မွန်တဲချိန်ထိခံမှန်းချက်အများအဖြစ်တာယာမီရန်ကုန်မြို့နယ်နေတဝိုက်အတွက်မနက်ဖြန်မွန်တဲချိန်ထိခံမှန်းချက်တိမ်ထင့်တဲ့ဖြစ်ထွန်းမီ မန္တလေးမြို့နယ်နေတဝိုက်တမနက်ဖြန်မွန်တဲချိန်ထိခံမှန်းချက်အများအားဖြင့်တာယာမီနောက်ဆုံးနေ့ဖြင့်မကွေတိုင်းနိုမာလာ73ရက်နေ့မှနိုမာလာ78ရက်နေ့ထိမူလဝသချိန်လေးကိုတင်ပြပေးပါမယ်။ပလဲပြင်းများမှထူခြားသည့်မူလဝသချိန်လေးများတောင်တရပလဲအရှေ့များပိုင်းမှာထိုင်ဝမ်နိုင်ငံကိုဥတီ၍လျားလျက်ရှိသည့်တိုင်ဖွန်းမော်9ဖန်ဝင်သည်နိုမာလာ7ရက်နေ့တွင်ထိုင်ဝမ်ကျွန်းကိုဖျက်ချတိုက်ခတ်ပြီးရနော် နိုမလာ၁၄ရက်နေ့၌အရှေ့ဖိလစ်ပိုင် ပလဲပြင်းမြောက်ပိုင်းတွင် လေဖိအားနေရင်ဖြစ်အားပြောသွားနိုင်ပါသည်။မင်္ဂလာပလဲအောင်နောက်တောင်ပိုင်းသီရိလန်နာနိုင်ငံအရှေ့ဘက်မှနိုမလာ၂၃ရက်နေ့ဝင်ကျင်၌လေဖိအားနေရင်တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးအနောက်ဘက်အိန္ဒိယနိုင်ငံတမီနာဒူပြည်နယ်နှင့် သီရိလန်ငါနိုင်ငံတို့ဘက်သို့ဥတီရွေလျားနိုင်တာကြောင့်တွေ့ရပြီးမြန်မာနိုင်ငံပေါ်တက်ရောက်မှုတစုံတရာရှိနိုင်မည်မဟုတ်ပါ။ မကွေးတိုင်းတွင်မိုးရွာသွန်းနိုင်သည့်အခြေအနေကြိုတင်ခန့်မှန်းချက်မကွေးတိုင်းတွင်မှခံကောစောပေါပခုတ်ကူရေစကြိုမြိုင်ချက်နမောင်မကွေးမြို့မကွေးတိုင်းအလဲပိုင်းတောင်တွင်ကြီးစင်ပါဝင်မင်းဘူးပွင့်ဖြူစေတောက်တရာစသည့်ခရိုင်မြို့နယ်များမှာမိုးရွာသွန်းနိုင်သည့်အခြေအနေအနှဲငယ်သာရှိနိုင်ပြီးနနက်စောပိုင်းချိန်များတွင်မြူဆိုင်ပြီးနောက်ရရှိတတ်သည့် ယူနေမိုးဆက်မြရှိသောမူရီချင်းသားရရှိနိုင်ပါသည်။ခနည်းမူရီချင်းတညသမတလမှာတလမဤစေပုံပုံတပုံအောက်သာရရှိနိုင်ပြီးမိုးအလွန်နဲ့နေနိုင်ပါမည်။အပူချိန်လေးတိုင်နှုန်းလေးထုဆူထိုင်းစားနှင့်လေးထုညဉ့်ဉျံမှုအခြေအနေယခုတစ်ပတ်တွင်မကွေးတိုင်းအမြင့်ဆုံးနေ့အပူချိန်37ဒီဂရီစင်တီဂရိတ်နဲ့အနည်းဆုံးညအပူချိန်20ဒီဂရီစင်တီဂရိတ်ရှိနိုင်ပြီးခန်းစားရသည့်အပူချိန်35ဒီဂရီစင်တီဂရိတ်ခန့်ရှိနိုင်ပါသည်။ မကွေတိုင်းအလဲပိုင်းမြို့နယ်များ၏လေထုစုထိုင်းစာ90ဆရာခိုင်နှုန်းမှ60ဆရာခိုင်နှုန်းခန့်ရှိနိုင်ပြီးတာငုံထုထက်တီဒေတာများအီယဝတီမြေကန်ဒီဒေတာများမှလေထုစုထိုင်းစာ80ဆရာခိုင်နှုန်းထက်ရှိနိုင်ပါသည်မကွေတိုင်းဒေတာအလုံးမှညပိုင်းနှင့်နက်အစောပိုင်းလေထုစုထိုင်းစာများသည်90ဆရာခိုင်နှုန်းရှိနေနိုင်ပါသည်မကွေတိုင်းရဲ့ပြမ်းမြလေထုညဉ့်ညံ့မှုအညွန့်ကိမ်းမှရှိနေနိုင်ပြီး တာမန်အားဖြင့်အနေရရှိသည်လည်းပဲမဟုတ်တော့လဲအသက်ရှူလက်ကြောက်ဆိုင်ရာဇမရေမကောင်းသူများအတွက်သတိပြုသည့်အခြေအနေဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်။အခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှဖျားစမ်းမရှင်လန်းကြပါစေရှင်။ကျမရင်း channel ကိုလည်း like and subscribe လေးပြုလုပ်သွားပေးခဲ့ကြပါဦးနော်။လုပ်သွားပေးခဲ့ကြပါဦးနော်။